ရွာမှာလေအများကြီးလှုပ်ထားတဲ့ခြေကတော့ရှိတဲ့ဦးလီလေကတော့ကျပါစိုက်တယ်မရေတိမ်နိုင်ရေမြုပ်ရေတက်လာတယ်တော့ဒီတက်လည်းနီးပြီးဆိုတော့ជីវិតជីပြေချောင်ရတယ်အဲ့လိုမျိုးအခုကခုနောက်ဆုံးတော့ဒီဘိန်ခင်းတွေရောက်သွားတယ်ဘိန်ကအဲ့မှာဘိန်ခင်းလှုပ်နေတယ် ဦးပေါ်လူဟာသူ့အသက်60အရွယ်အထိမိသားစုရပ်တည်ရေးအတွက်လေယာဉ်လုပ်ငန်းကိုသာလုပ်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။လေယာဉ်ဆင်းတဲ့ကြီးပိုင်ဆိုင်မှုရှိခဲ့တဲ့ဦးပေါ်လူဟာစပားနဲ့ပြောင်းကို အလှည့်ကျဆိုင်ရင်မိသားစုအဆင်ပြေပြေရပ်တည်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ရှမ်းကင်အနေနဲ့ဇက်အပါအဝင်မြန်မာနိုင်ငံအနှံ့စီးရီးပရိပခ္ခတွေပြင်းထန်လာတော့အသက်ဘေးလွတ်ဖို့နေရွှန့်ခွာဆစ်ဆောင်ဝါသူတွေထဲမှာ ဥပိုးလူတို့မိသားစုလည်းပါဝင်လာခဲ့ပါတယ်။ဆစ်ရှောင်းမိသားစု ဖြစ်တဲ့အလျောက်ရောက်ရာဒေသမှာမိသားစုလည်းရည်တည်နိုင်ရေးကအခက်အခဲများလွန်းလာပါတယ်။ဥပိုးလူကတော့လေယာစိုက်ပျိုးသူပီပီရောက်ရာဒေသမှာစိုက်ပျိုးရေးကိုသာပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။၂024ခုနှစ်မှာဥပိုးလူဟာသူရောက်နေတဲ့ရှန်ကင်အနေနဲ့ဇက်တနေရာမှာသူစိုက်ပျိုးနေကြ ဖြစ်တဲ့စဘာပြောင်းမြေပဲနှမ်းတို့ကိုစိုက်ပျိုးခဲ့ပေမဲ့ စစ်ပရိပခနဲ့မြမလမ်းပန်းဆက်သွယ်ရေးလည်းအဆင်မပြေခဲ့သလိုဈေးကွက်နဲ့ဝယ်လက်လည်းမရှိတဲ့အခါအရင်မကြေသလိုဆုံးရှုံးမှုတွေနဲ့သာရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါရယ်။ဒါနဲ့ပဲအဲ့ဒီဒေတာမှာစိုက်ပျိုးဖြစ်ထွန်းပြီးငွေပေါ်လွှဲတဲ့ဘိန်းဆိုင်ဖို့ကတော့ဥပေါ်လူဆုံးဖြတ်ခဲ့ပါရယ်။အလုံးမရှိစပါလို့လည်းဝင်းစာနည်းနည်းမေးရကျုံဖူးလို့လည်းဈေးမရှိအဲ့လိုမျိုးပေါ့ဈေးကွက်လူတယ်ဈေးမရှိတော့ဟွန်း တမျိုးကအကျင်းမရှိတော့နောက်တနည်းပဲသူတို့ဘိန်းပြန်လုံးလို့အဲ့လိုမျိုးဖြစ်မှာလက်ရှိမှာတော့ဦးပေါ်လူကမြေပြင်စိုက်ခင်းပေါ်မှာရောကြောက်တောင်တွေကြားမှာပါအေကောင်းဝတ်စာလောက်ဘိန်းဆိုင်ပြိုထားပါတယ်သူ့ရဲ့ဘိန်းငင်းကနေဘိန်းစီနှစ်ပိတ်သာကျော်လောက်ထွက်မယ်လို့သူခန့်မှန်းထားပါတယ်2024ခုနှစ်ပေါက်ဈေးအရဆိုရင်တော့ဘိန်းစီတစ်ပိတ်သာကိုကျပ်ငွေ၁၀သိန်းလောက်ရခဲ့တာကြောင့်ဒီနှစ်လေဒီပေါက်ဈေးအတိုင်းသာရမယ်ဆိုရင် အရင်ကြည့်ပြီးတော့အမြတ်အစွန်ကြံနိုင်လိမ့်မယ်လို့ဥပေါ်လူကတော့ခံမှန်းထားပါတယ်ဥပေါ်လူလိုပဲမိုးပြဲမြို့ကနေဆစ်ဆောင်လာတဲ့ အသက်24နှစ်အရွယ်ရီဂျီနာလဲဒီနေ့မှာပထမဆုံးအနေနဲ့ဘန်ကင်တေအကားဆာလောက်စမ်းပြီးတော့စိုက်ကြည့်ထားပါတယ်။ဘန်ဆိုင်ပြုံးမှုရာသီအစားဩဂတ်စ်လလောက်ကတည်းကစတင်စိုက်ပြုတ်ခဲ့တဲ့သူ့ရဲ့ဘန်ကင်မှာအခုတော့ဘိန်းပန်းနေပွင့်နေတာကိုလည်းမြင်တွေ့ရပါတယ်။တေအကားဆာအတွက်စိုက်ပြိုးစရိတ်၈သိန်းလောက်ယင်းနေထားပြီးဘိန်းစီထွက်လို့ရောင်းချနိုင်တဲ့အခါရလာမယ့်အမျက်အစွန်းနဲ့သူတို့မိသားစုစားဝတ်နေရင်ဖြည့်ရှင်းနိုင်ဖို့ရီတီနာကတော့မျှော်လင့်နေပါတယ်။ အင်းမပြောင်းရဘူးဆိုရတော့ဆက်ဆိုင်ဆိုင်မှာမပဲပါမဆိုင်ဘူးဆိုတာမရတဲ့ခက်ခက်တော့ရောနာဆိုင်ဆက်ဘင်းဒီချေဆိုဆိုင်ဖို့ဆိုဘေးဘရောနာဘင်းဆိုင်မရပစံနေနေရမ်လာရောနာမရတဲ့ဘုံဖို့ပစံရီစာဝနီတဲ့ဘောနာအဲ့လိုအားဘော ရင်နီပြည်နယ်ဟာအရင်နှစ်တွေကမြန်မာနိုင်ငံကတခြားဘိန်းဆိုင်ပြူရာဒေတာတွေနဲ့နှိုင်းရှင်မဲ့ဆိုရင်ဆိုင်ပြူမှုနဲ့ပါခဲ့တဲ့ဒေတာဖြစ်ပေမဲ့2024ခုနှစ်မှာတော့ဘိန်းဆိုင်ပြူမှု800ခန်းတို့အထိတိုးမြင့်လာခဲ့တယ်လို့ကုလသမဂ္ဂမူရည်စေဝါနဲ့ရာဇဝမှုနှိမ်နင်းရေးအဖွဲ့ UNODC ရဲ့2024ခုနှစ်ဒီဇင်ဘာလထောက်အစီရင်ခံစာကဖော်ပြထားပါတယ်။ကင်းနီပြည်နယ်အတွင်းမှာတော့ရာသီဥတုအခြေအနေအရဘိန်းကို ဒီမိုးဆိုမြို့နယ်ဖရူဆိုမြို့နယ်တို့ဘက်မှအနှဲငယ်စိုက်ပျိုးကြသလိုရှန်ကင်နီနယ်ဆက်ကဖဲခုံဘက်မှလည်းအ धिक ထားစိုက်ပျိုးလေးရှိကြပါသေး။ကင်နီပြည်နယ်နဲ့ရှန်ကင်နီနယ်ဆက်မြို့တွေမှာစိုက်ပျိုးထွက်ရှိတဲ့ဘင်းကိုရှမ်းပြည်နယ်ဘက်ကလာရောက်ဝယ်ယူကြလေးရှိပြီးတောင်သူတွေဘင်းဆိုင်ကြဖို့လည်းဘင်းဝယ်ယူသူတွေကတွန်းအားပေးလေးရှိတယ်လို့ကင်းနီပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ IC ရဲ့အတွင်းရင်မှုနဲ့ကိုပညာခွန်အောင်ကပြောပါရတယ်။ အာပူပူလင်းတို့ရဲ့ကျွန်တော်တို့ကသူတို့ကိုဘိန်းဆိုင်တောင်လူလိုပဲမှတ်ယူထားပါတယ်။အာသူတို့ကဇာစုမှုကိုပြည့်ကျွလုံးနဲ့တူလင်းနဲ့ကျွန်တော်ကတော့မှတ်ချက်တော့ခုခုချိန်တည်းတော့မရှိသေးဘူးလေနော်။ဒီလက်ရှိဒီသူကျွန်တော်တို့ဟိုနိုင်ငံရေးအခင်းချင်းပေါ့နော်။အာဟိုမတည်ငြိမ်မှုတည်ငြိမ်မှုမရှိခြင်းချင်းဘာလို့ဒီမဟုတ်ကျွန်တော်တို့ခေါ်တဲ့ဒီတကယ်ကိုတောင်ပြဆုံးမှုရှိတဲ့လူမတိုင်ဝမ်းမရမချင်းကတော့ 你白菜当肉了，叫那个啊，老外哥叫那个那个老公叫老，不去了啊，老老老家嘛，好的多啊。 မ္မနိုင်ငံတဝမ်းလုံးမှာဘိန်းဆိုင်ပြိုးမှုအများဆုံးကတော့ရှမ်းပြည်နယ်ဖြစ်ပြီးနိုင်ငံအဝန်းမှာစိုက်ပြိုးမှုအလုံးရဲ့88ရာခိုင်နှုန်းကရှမ်းပြည်နယ်မှာပဲစိုက်တာဖြစ်ပါတယ်။ဒါအပြင်ချင်းပြည်နယ်မှာလည်းကင်းနီလိုပဲဘိန်းဆိုင်ပြိုးမှုတိုးမြင့်လာနေပြီးကချင်ပြည်နယ်ဘက်မှာလည်းဘိန်းဆိုင်ပြိုးမှုတွေရှိနေပါတယ်။ဆရာနာမသိမီ2020ခုနှစ်ကမြန်မာနိုင်ငံမှာဘိန်းဆိုင်ပြိုးမှုအနည်းနဲ့တစ်နှစ်ကို2,950ဟက်တာရှိခဲ့ပြီး ကမ္ဘာပင်ဆိုင်ပြုံးမှုရဲ့ဆယ်ရာခိုင်နှုန်းလောက်သာရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့2024ခုနှစ်မှာတော့မြန်မာနိုင်ငံမှာပင်ဆိုင်ပြုံးမှု4000ကျွဲဟက်တာအထိတိုးလာခဲ့ပြီးကမ္ဘာပေါ်မှာပင်ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာခဲ့တယ်လို့ UNODC ရဲ့အစဉ်ခန်းစာကဖော်ပြထားပါတယ်။အာနာမသိငင်ကထက်1000ကျွဲဟက်တာလောက်ပိုများလာတာဖြစ်ပြီးစတူရမ်းမိုင်အားဖြင့်ဆိုရင်တော့60စတူရမ်းမိုင်လောက်ရှိပါတယ်။ဒါမျိုးနဲ့တစ်ခုစာအရွယ်စားလောက်ရှိပြီး ရန်ကုန်မြို့ပြအေရိယာရဲ့အကျယ်ဝန်းနဲ့နှောင်းရှင်ကြည့်မယ်ဆိုရင်လေးပုံတစ်ပုံမြေပမာဏစာလောက်ဘိန်းဆိုင်ခင်တွေတွေ့များလာတာဖြစ်ပါတယ်အထီးကတော့တောင်းရရှင်းလင်းပြီးတော့ဆိုက်ရတာများတယ်ပေါ့နော်။တစ်ပင်တွေခုတ်ပြီးတော့ဆိုက်ကြတာများတယ်ပေါ့နော်။ဆိုတော့အဲ့မှာတော့ဂျင်းနေတယ်ကျွန်တော်တို့တဘာပဝင်းချင်းအရာဆိုရင်တော့တက်တော့အဲဒေါ်ဒီမူကတော့အများကြီးဖြစ်တာပေါ့နော်။ မြန်မာနိုင်ငံဟာနှစ်ပေါင်း60လောက်အတွင်းမှာကမ္ဘာပေါ်မှာပိန်းထုတ်လုပ်မှုပထမအများဆုံးနိုင်ငံဒါမှမဟုတ်ဒုတိယအများဆုံးနိုင်ငံအဖြစ်တောက်လျှောက်တည်ရှိနေခဲ့တာဖြစ်ပါတယ်1996ခုနှစ်ကတော့မြန်မာနိုင်ငံရဲ့တမိုင်းမှာပိန်းထုတ်လုပ်မှုအများဆုံးနှစ်ဖြစ်ခဲ့ပြီးစိုက်ပျိုးဧရိယာအနေနဲ့တသိန်း6000ဟက်တာကျော်ရှိခဲ့ပါတယ်နိုင်ငံအတွင်းမှာနှစ်ကာလကြာရှည်အောင် ဖြစ်ပွားနေတဲ့ပြည်ရင်းစစ်ပြည်ပခါရီး စီဝိုင်းမတည်ငြိမ်မှုတွေနဲ့အခြေခံအဆောက်အုံလမ်းမဆက်သွယ်ရေးဖွံ့ဖြိုးမှုနှေးပါခြင်းတို့ကဝေးလံခေါင်းဖျားတဲ့အရက်ဒေသတွေမှာနေထိုင်နေကြသူတွေနဲ့တောင်တလဲသမားတွေရဲ့တမွေဝမ်းကြောင်းရက်တည်ရေးကိုချို့တက်စေခဲ့ပါတယ်။ဒီကြောင်ရင်းတွေကြောင့်ပဲတောင်သူတွေအနေနဲ့ရက်တည်ရေးအတွက်တခြားအသီးနှံတွေထက်ငွေပြည့်လွယ်တဲ့ဘိန်းကိုသာစိုက်ပျိုးဖို့မဖြစ်မနေရွေးချယ်လာရတဲ့အခြေအနေတစ်ခုဖြစ်လာနေပါတယ်။1993ခုနှစ်ကစတင်ပြီး UNODC ကမြန်မာနိုင်ငံမှာဘိန်းစိုက်ခင်းအစား coffee ဆိုင်ခင်းလက်ဖက်ဆိုင်ခင်းတွေနဲ့တခြားအစားထိုးသီးနှံတွေစိုက်ပျိုးနိုင်မှုလှုပ်ဆောင်ပေးခဲ့ပါတယ်။နှစ်ထောင်ပြည့်နှစ်နောက်ပိုင်းကဆလုံးမြန်မာနိုင်ငံမှာဘိန်းဆိုင်ပြိုမှုတဖြည်းဖြည်းရောကြလာခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်တကြောပြန်ဆရာနာသိမ်းမှုနောက်ပိုင်းမှာတော့စီးပရိပက္ခတွေကြောင့်နိုင်ငံတွင်းဘိန်းဆိုင်ပြိုမှုကိုထိန်းချုပ်နိုင်ခြင်းမရှိတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။အာဒါပေမဲ့အခြေခံလာတစ်ခုပြောင်းလဲပေါ်တဲ့အချိန်မှာကတော့